င်လိုင်ကိုအမှန်တိုင်းပြောလို့ရှိရင်ဒီ local မှာဆိုလို့ရှိရင်ဟာသားနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကဥခင်လိုင်ဒီကျွန်တော်ရဲ့တင်းစရာမြင်စရာကြားစရာပဲတကယ်တမ်းပြောရင် Umos နဲ့ကကျွန်တော်မဆုံခဲ့ရဘူးလေအဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလို့ရှိရင်မာကြီးနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ငငယ်လေးတည်းကမာကြီးပြိတ္တာဟုတ်ကဲ့ဘာလို့အဲကျွန်တော်ကလေးဘွားရုပ်ရှင်ကြည့်တတ်တဲ့အချိန်မှာကြည့်လိုက်တဲ့အချိန်မှာမာကြီးဒီအာဒီထောင်ထောင်မောင်းမောင်းကြီးနဲ့ဟိုဒူကောင်ထွားထွားနဲ့တယောက်ကမင်းသမီးကြီးကစပင်ကြီးကလည်းရှေ့ချောလာကြီးလားပေါ့နော်ဒါပေမဲ့အခုကံကကောင်းကျင်တော့ ကျွန်တော်ဥက္ကလိုင်းနဲ့လည်းကျွန်တော်ကားတွေအများကြီးရိုက်ရတယ်။မာကြီးနဲ့ဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးရိုက်ရတဲ့ယုံကြည်ကားဒီတားပိုက်ကောင်။အဲ့ဒီမှာလည်းကျွန်တော်ကပထမဆုံးအနေနဲ့ဦးစတီနဲ့စဆုံပြီးတော့ထွန်းထွန်းရဲ့တငယ်ချင်းနေရာနေကျွန်တော်ကအဲ့တဲ့အနေနဲ့ကျွန်တော်ဝင်ရိုက်ပေးတာ။ဝင်ရိုက်ပေးတဲ့အချိန်မှာမာကြီးနဲ့စဆုံတာ။ဆိုတော့နောက်ပိုင်းမှာလည်းမာကြီးနဲ့ကနောက်ချောက်နောက်ချောက်ဆုံရတယ်။ပြီးတော့မမက်ရလူတွေသတိမထားမိတာနေမှာပါ။ပြီးခဲ့တဲ့နှစ်မာကြီးအကယ်ဒမီရတဲ့ကား ဘယ်တော့မှရှုံးမပေးဘူးထင်တယ်အဲကားမှာဆိုလို့ရှိရင်အကယ်ဒမီရတဲ့ဇဝင်ကောင်ကိုပြတဲ့အချိန်မှာမာကြီးကိုဓာတ်နဲ့ဝင်ထိုးရတဲ့အယူကအာကျွန်တော်အဲ့လိုမျိုးမာကြီးနဲ့ကျွန်တော်တောက်လျှောက်ကားတွေကအများကြီးပဲအာကျွန်တော်ကလေဒီကားလေးရရိုက်ထားရနည်းနည်းကြာပြီကျွန်တော်ကျွန်ဇက်ဇက်ကောင်နာမည်တော့ကျွန်တော်မေ့နေပြီကာရက်တာကတော့အဓိကတော့ထွေလာထဲမှာလဲအဲပါတဲ့အတိုင်းပဲပေါ့နော်ထွေလာထဲမှာပါတဲ့အတိုင်းပဲကျွန်တော်ကအဓိကရမုံနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မိသားစုနဲ့ကျွန်တော်နဲ့ကပြဿနာဖြစ်မှာကျွန်တော်ကအဲမော်ဗီလိန်မော့ဒီလိမ်မပြောရမှာပေါ့ပြပါတယ်ရိုက်ရိုက်ခွေးမှာကတော့ဟိုကိုပပပပရွှေတင်မှာတောက်လျှောက်ကွာလျှောက်သွားပြီးလိုက်နေတာဆိုတော့ဟိုအဓိကကတော့ကျွန်တော်ကမိုင်းနဲ့ဥက္ကလိုင်ပြိပြိသက်အဲအဲ့လိုတော့မရှိပါဘူးဘာလို့ကျွန်တော်ကျွန်တော်ဆက်ချင်း2019လေးကရိုက်ထားတဲ့ကားတွေတော့အခုရနေရုံမတင်ရသေးတဲ့ဟာကြီးရှိရအများကြီးပဲအများကြီးပဲဆိုတော့ ကိုကတော့ရိုင်းရိုက်ဆရာရှိတာတော့ရိုင်းရိုက်ရတဲ့အချိန်မှာတော့ကိုတက်တလောက်လေးနဲ့ဟိုတေးဥဆောင်အကောင်းဆုံးဖြစ်အောင်တေးဥဆောင်ခဲ့တာဆိုတော့လေရုံတင်တာကတော့နောက်ကြခြင်းမနောက်ကြခြင်းကတော့ဒီ pressure နဲ့ရုံရိုက်ရမရအဲ့အဲ့ဒါကိုမူတည်တာဆိုတော့ကိုလည်းဘာမှမတက်နိုင်တဲ့အရာဆိုတော့လေအဲ့ဒီအဲ့ဒီပုံမှာတော့ကိုဘာမှမရှိပါဘူးအဲအဲ့လိုမျိုးကြီးတော့မရှိဘူးဘာလို့ဆိုတော့လေကျွန်တော်တို့ဒီကျွန်တော်ရုပ်ရှင်လောကတွေမရောက်ခင်ကျွန်တော်ဟိုငငယ်ကလေးဘွားတွေဟိုကလည်းဒီရုပ်ရှင်ကားတွေက ရိုက်ပြသွားလို့ရှိရင်၃လ၄လောက်နေမှာယုံနေရတာလေဆိုတော့အဲ့ဒီအဲ့ဒီ system ရှိနေတဲ့အခါကျတော့အခုချိန်မှာအခုချက်ချင်းရိုက်အခုချက်ချင်းတင်ဆိုတော့ကျွန်တော်တို့အနေထားနဲ့ကတော့ဘယ်လိုမှဖြစ်နိုင်ရှိတာပေါ့ကျွန်တော်အမှန်တိုင်းပြောလို့ရှိရင်မာကျွန်တော်ကကျွန်တော်ကလေငငယ်လေးတည်းကကျွန်တော်အငိမ့်နေပဲကြည်တာကျွန်တော်အငိမ့်နေပဲကြည်တော့အရင်ခေတ်တုန်းကဆိုကျွန်တော်အကြိုက်ဆုံးကျွန်တော်အကြိုက်ဆုံးပေါ့နော်ကျွန်တော်အကြိုက်ဆုံးဆို Umos ပေါ့ Umos ခင်မှာ Umos Umori ဦးတိန်ညွန့်ဦးစိန်ယိုးအဲ့ဒီအငိမ့်နေဆိုကျွန်တော်အရန်ကြည့်ခဲ့တာသူတို့ပြီးွားတဲ့အချိန်မှာကျွန်တော်ကဥခင်လာတယ် ဥက္ကလိုင်ကိုအမှန်တိုင်းပြောလို့ရှိရင်ဒီ local မှာဆိုလို့ရှိရင်ဟာသားနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကဥက္ကလိုင်ဒီကျွန်တော်ရဲ့တင်းစရာမြင်စရာကြားစရာပဲတကယ်တမ်းပြောရင်ဥမော့စနဲ့ကကျွန်တော်မစုံခဲ့ရအောင်လေအဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလို့ရှိရင်မာကြီးနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ငငယ်လေးတည်းကမာကြီးပြိတ္တာဟုတ်ကဲ့ဘာလို့အဲကျွန်တော်ကလေးဘွားရုပ်ရှင်ကြည့်တတ်တဲ့အချိန်မှာကြည့်လိုက်တဲ့အချိန်မှာမာကြီးဒီအာဒီထောင်ထောင်မောင်းမောင်းကြီးနဲ့ဟိုဒူကောင်ထွားထွားနဲ့တယောက်ကမင်းသမီးကြီးကစပင်ကြီးကလည်းရှေ့ချောလာကြီးလားပေါ့နော်ဒါပေမဲ့အခုကံကကောင်းကျင်တော့ ကျွန်တော်ဥက္ကလိုင်းနဲ့လည်းကျွန်တော်ကားတွေအများကြီးရိုက်ရတယ်။မာကြီးနဲ့ဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးရိုက်ရတဲ့ယုံကြည်ကားဒီတားပိုက်ကောင်။အဲ့ဒီမှာလည်းကျွန်တော်ကပထမဆုံးအနေနဲ့ဦးစတီနဲ့စဆုံပြီးတော့ထွန်းထွန်းရဲ့တငယ်ချင်းတွေကနေကျွန်တော်ကအဲ့တဲ့အနေနဲ့ကျွန်တော်ဝင်ရိုက်ပေးတာ။ဝင်ရိုက်ပေးတဲ့အချိန်မှာမာကြီးနဲ့စဆုံတာ။ဆိုတော့နောက်ပိုင်းမှာလည်းမာကြီးနဲ့ကနောက်ချောက်နောက်ချောက်ဆုံရတယ်။ပြီးတော့မမက်ရလူတွေသတိမထားမိတာနေမှာပါ။ပြီးခဲ့တဲ့နှစ်မာကြီးအကယ်ဒမီရတဲ့ကား ဘယ်တော့မှရှုံးမပေးဘူးထင်တယ်အဲကားမှာဆိုလို့ရှိရင်အကယ်ဒမီရတဲ့ဇဝင်ကောင်ကိုပြတဲ့အချိန်မှာမာကြီးကိုဓာတ်နဲ့ဝင်ထိုးရတဲ့အယူကအာကျွန်တော်အဲ့လိုမျိုးမိုင်းနဲ့ကကျွန်တော်တောက်လျှောက်ကားတွေကအများကြီးပဲ။ဒါမိုင်းနဲ့ပညာကလေတကူရယူစရာမလိုကျွန်တော်ကဟိုကိုမပါတဲ့အချိန်ဆိုလို့ရှိရင်လေရိုက်တာဘေးနဲ့တွားပြီးကျွန်တော်သတို့သေးအောင်တော့မော်နီတာကနေကျွန်တော်တွားပြီးလေ့လာရဲတင်ယူရဲအပြင်တူတူသေးအောင်နေတဲ့အချိန်မှာဆိုလို့ရှိရင်လေဥက္ကလိုင်ကောမာကြီးကကျွန်တော်ကိုတင်ပေးတယ်တွဲခေါ်တယ်။အခုတင်းပါလာပြီဆိုရင်ကျွန်တော်က ီရတော့မယ်ဟာကိုတင်းကပါလိုင်းရီရတယ်မဟုတ်မျက်နှာမြင်တာနဲ့ရီနေကြတယ်ဆိုတော့ဘာပြောပြောတယ်ကျွန်တော်ကလေကျွန်တော်ကကြတော့လေအဲ့လိုကိုเจ้าအောင်သူများပျော်သေးကျင်တာပျော်သေးကျင်တာဆိုဘလို့နီးနေပဲဖြစ်ဖြစ်ကိုเจ้าအောင်လူတစ်ပတ်သားစိတ်တက်တာဝါတယ်ပျော်ရှင်ဝါတယ်ဆိုဒါကျွန်တော်ကစိတ်ချမ်းသာတယ်အဲ့တော့သူတို့ဒီကျွန်တော်ရဲ့ဟိုစကားတခွန်းတောင်မိုဟမ်ဘန်မူယာကိုကြည့်ပြီးတော့ အရင်တော့ရည်တာပေါ့နောက်ပိုင်းကျတော့ကျွန်တော်နည်းနည်း level မြင့်သွားမျက်နှာမြင်လာတော့ကျရည်ပဲဆိုတော့ဒါပြိသက်တွေနေမဟုတ်ရုပ်ရှင်မှာဆိုလို့ရှိရင်ရုပ်ရှင်ရိုက်တဲ့ခါကျလဲကျွန်တော်တေးဥဆောင်တဲ့ခါမှာအခက်ခဲရှိတယ်ဘာလို့လဲတူတူတွဲပြီးတေးဥဆောင်တဲ့လူတွေကကိုယ့်ရဲ့ညီတွေညီမတွေကလေးတွေအဲ့ကလေးတွေကအတီတန့်တေးဥဆောင်ရမယ်ဆိုကျွန်တော်တခုခုအတီတန့်ပြောနေပြီမဲ့သူတို့ကဟိုမှာရည်နေတာ တစ်ခေါက်ဆိုမှတ်မှတ်ရအလင်းရောင်နဲ့ကျွန်တော်စီးရီးတစ်ခုမှာဆိုလို့ရှိရင်အဲဒရိုက်တာကိုအော်ရတာနဲ့ပေါ့နော်ကိုကျော်ထွန်းနဲ့ရိုက်နေတဲ့အချိန်မှာစင်းတစ်စင်းမှာကျွန်တော်ကတော့အတီးသူ့ကိုပြောပြီးသူ့ကိုဆူရတာကျွန်တော်ဆူလိုက်တဲ့အချိန်မှာအလင်းရောင်ထိုင်ကြည့်ရ55မိနစ်ကြာအာကျွန်တော်တို့ shooting break လိုက်ရတယ်အကြာကြီးပဲအလင်းရောင်ရီပြီးလုံးဝမရီနိုင်တော့တဲ့အခြေအနေကြမှာပြန်ရိုက်ရတာအဲ့တော့တော့သူကျွန်တော်တက်တယ်မကြည့်ကြည့်ရီရမှာဆိုလို့အခုဆိုပုံပြီးမှိုက်ပါကျွန်တော်အခုဓာတ်ပုံလေးတင်ရအောင်ဟာကျွန်တော်ရဲ့ဓာတ်ပုံလေးကိုကြည့်မျက်နှာကိုသိမ်းမျက်နှာမျက်နှာရီနေပြီဆိုတော့ပျော်တယ် ဘာမှလည်းဘူးမတ်တွေရိုက်ရတဲ့ခါမျိုးကြတယ်ခက်ခဲလာကိုယ့်ကိုပိတ်သက်ကကျတော့ကိုသိန်းပါရနဲ့ခတ်တာပေါ့ဟုတ်ကဲ့ခတ်တယ်ဆိုတာကျွန်တော်အတီးလုံးနေပြီမဲ့ကျွန်တော်တကယ်ကြီးငိုနေပြီးတော့တကယ်တကယ်ရိုမန့်စ်ဒီဒရမာကြီးလုံးပြနေပြီမဲ့ကြီးတဲ့သူတွေတူတူသေးဆောင်နေသူတွေကရည်နေတဲ့အခါကျတော့ကျွန်တော်နည်းနည်းတော့အဲ့လိုခက်ခဲရှိတာပေါ့ဖြည်းဖြည်းချင်းတော့ဟိုလေကြီးတဲ့လူတွေလည်းကျင်သားရအောင်ပါပါ ကျွန်တော်ကလေကျွန်တော်ကတော့လူတွေ character တည်ခြင်းမတည်ခြင်းကျွန်တော်စိတ်ထဲမှာသိမရှိဘူးကြာဘာလို့ကျွန်တော်စီရောက်လာတဲ့ character တခုကိုကျွန်တော် writer စိတ်ချမ်းသာအောင်ပြီးတော့ကြီးတဲ့ပြိသက်ကြီးရှုရတဲ့အခါမှာအဆင်ပြေအောင်အဝင်ခွင့်ချဖြစ်အောင်ဘယ်လိုလုပ်ရမလဲပဲကျွန်တော်စိတ်ထဲမှာရှိတယ်သူတို့သတော်ပြောသလိုမျိုးပေါ့ကျွန်တော်အတီတန့်ရီပြီးအတီတန့်ငိုနေပေမဲ့လည်းတေးဥဆောင်နေပေမဲ့လည်းချစ်ပြနေပေမဲ့လည်းသူတို့စိတ်ထဲမှာဟိုရီတာတွေကြိုက်ချင်းမကြိုက်ချင်းကကြတော့ဒါသူတို့ရဲ့လွတ်လပ်ခွင့်လीเนาะအဲ့တော့ ဥမာဗျာကျွန်တော်သေဥဆောင်လာတဲ့ဟာဒီကောင်ဆောက်ယူပါကွာမကြည့်ဘူးကွာဆိုတာထက်ဆိုင်ရင်အဒီကောင်မြင်ရလို့ရှိရင်စိတ်ချမ်းသာတယ်ရီရတယ်ပျော်နေရတယ်ဆိုတော့ဟာမျိုးလေးကြတော့ခံစားမှုချင်းမတူဘူးလေဆိုတော့ဘာဖြစ်ကောဟိုပြိတ္တရင်ထဲမှာကျွန်တော်တနေရာမှာတမျိုးတစ်ပုံလေးရှိနေတာဟိုကဒါကျင်းနေတယ်ကျွန်တော် messenger တော့ဖွင့်မကြည့်အများကြီးပဲတကယ်လူတွေကတကယ်အရအနာပေါ်ကောင်းတယ်သူများအစဉ်ပြေလားမသိဘူးပြေလားမသိဘူးဇွတ်တွေလိုက်ကြတော့ တော့ကြောပြီးတော့ KB ကနေလမ်းတော့ကြတယ်အဲမဟုတ်တချို့တွေကဘာမှမပြောတော့ KB scan လမ်းပို့တာကျွန်တော်မသိကြအောင်ဆောင်ပါဖွင့်မကြည့်ဘူး message ဟို message ညာဟာလည်းဖွင့်မကြည့်သလိုဟို comment တွေမှာလာရေးလဲကြော်သွားအဲ့ဒါကတော့မတူဘူးပတ်ပြင်းနေရတယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့လိုမကြည့်သေးပါဘူးကျွန်တော်မရှိဘူးအဲကျွန်တော်ကလေအရင်တည်းကကျွန်တော်ကဟိုဘသူစီရမှကျွန်တော်မမတောင်းဟိုမုတ်ခိုးလည်းမတောင်းမွေးနေမှလည်းသူများစီကလက်ဆောင်မတောင်းသူများပြင်တော့ယူတာပေါ့ကိုကပဲပြင်တဲ့တိုင်း ပေးတယ်ချစ်တဲ့လူဆိုပေးတယ်ကျွန်တော်ကျွန်တော်အရန်မြင့်မြတ်နုံနုံတင်ထားတဲ့ပစ္စည်းတွေတောင်မှသူများတောင်းတောင်းမတောင်းတောင်းကျွန်တော်စိတ်ထဲမှာအဲ့လိုပေးခြင်းစိတ်ပေါ်လာပြီဆိုကျွန်တော်ချက်ချင်းပေးလိုက်အဲ့လိုလေးရောရှိတယ်ဒါဒါတော့ဒါတော့ကြားတယ်လူဆောင်ရ အဲ့လိုတော့မရှိပါဘူးဒီအချင်းချင်းကလည်းစားနောက်ပြီးပြောကြသူတို့ကစားနောက်ပြီးဆိုရင်တကယ်ပေးရင်တကယ်ယူမဲ့ဟာတွေပါအဲ့တော့ကျွန်တော်လည်းသူတို့ကြောင့်သိရလေအဲ့တော့ကျွန်တော်လည်းစားနောက်ပြီးမသိကြအောင်စားနေလေကဲအဲသတင်းချုပ်ကတော့ပြီးသွားပြီဆိုတော့တစောင်းတိုင်းပေါ့နော်တစောင်းတိုင်းမှာအဲဖြစ်ချင်တာတွေဖြစ်ပြီးကံကောင်းခြင်းတွေအမြဲတမ်းရောက်လာပါသေးပြီးတော့ကျွန်တော်တို့ဒီကကြီးကဆိုတော့ရုံကျင်စကားလေးကလည်း၁၀ရက်နေ့၁၀လပိုင်း၁၀ရက်နေ့ဆိုလို့ရှိရင်ယုံတင်ပါပြီခင်ဗျာအနီးကမှယုံယုံတင်လိုက်ရတာဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ရုပ်ရှင်ကားလေးကို၁၀ရက်နေ့ယုံတင်တဲ့ခါကျရင်လာရောက်ကြည့်ရှုဖို့အတွက်ဒီနေ့ကနေဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးများကြပါတယ်ခင်ဗျာ